နောက်ပြအောက်တိုဘာလ31ရက်နေ့တောက်ကြနေအတွက်မိုးလေဝသအခြေအနေတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ထိုင်းပြည်နယ်ကွေးမှာဖြစ်ပေါ်နေတဲ့လေပွေလိုင်းဟာဒီနေ့အောက်တိုဘာလ30ရက်နေ့ည12နာရီဝန်းကျင်မှာပဲမြန်မာနိုင်ငံတောက်ပိုင်းကတနင်္သာရီတိုင်းကိုဖျက်ချော်မှာဖြစ်ပြီးမနေ့ပြန်အောက်တိုဘာလ31ရက်နေ့မှာတော့ကိုကိုကျွန်းကြီးကိုရောက်ရှိမှာဖြစ်ပါတယ်။အဲ့ဒီလေပွေလိုင်းဟာနိုဝင်ဘာလ1ရက်နေ့မှာပဲကိုကိုကျွန်းကြီးကနေဘင်္ဂလားပြည်နယ်ရောအရှေ့လေပိုင်းကိုရွတ်လျားသွားမှာဖြစ်ပြီးမြန်မာနိုင်ငံဘက်ကိုပြန်လှည့်လာကမြို့ဝကျုံပေါ်ကံယူတန်းဒေသတွေနဲ့ ရခိုင်ကံယူတဲ့ဒေသတွေကိုဖျက်ချပြီးမှဘင်္ဂလားပင်လယ်အော်အတွင်းကိုပြန်လည်ရောက်ရှိသွားမှာကိုမူလဝေသခန့်မှန်းမော်ဒယ်တွေကနေတွေ့ရှိရပါတယ်။အိန္ဒိယကိုဝင်ရောက်ခဲ့တဲ့မုန်တိုင်းမွန်ထားရဲ့ကျဉ်ကျန်တိုက်တိုက်တွေကြောင့်ကချင်နဲ့စကိုင်းတိုက်ထပ်ပိုင်းတို့မှာနွေမာလာဇံပိုင်းတွင်မိုးရသွန်းနိုင်မှာဖြစ်ပြီးထိုင်းပင်လယ်တွေကနေရောက်ရှိလာတဲ့လေပွေလိုင်းရဲ့အရှိန်ကြောင့်ကျန်ပြည်နယ်နဲ့တိုင်းပြည်မှာတော့နွေမာလာပထမပတ်တိမိုးရသွန်းနိုင်တယ်လို့နေရာကွက်ပြီးမိုးသည်ထန်တာတွေဖြစ်နိုင်ပါရဲ့ရှင်။မိုးလေဝသပညာရှင်ဦးဝင်းနိုင်ရဲ့ခန့်မှန်းချက်တွေအရ ီနေ့အောက်တိုဘာလ30ရက်ကနေနိုဝင်ဘာလ6ရက်နေ့ထိရခိုင်အေရီတိုင်းနဲ့မွန်တို့မှာမုံများနိုင်မှာဖြစ်ပြီးတနင်္လာရီတိုင်းနဲ့ချင်းတို့မှာတော့ဒုတိယမုံများဆုံးရနိုင်မှာဖြစ်ပါရဲ့ရှင်။နောက်ပြန်အောက်တိုဘာလ31ရက်နေ့မှာတော့အေရီတိုင်းတွင်းမှာမနက်အစောပိုင်းအချိန်တွေကနေစတင်ပြီးနေရာစစ်စစ်မုံများနိုင်ပြီးနေရာကွက်မုံသေးထန်နိုင်မှာဖြစ်ပါရဲ့ရှင်။ဒါအပြင်တနင်္လာရီတိုင်းနဲ့မွန်တို့မှာတော့နေရာစစ်စစ်မိုးတင့်တင့်ရွာနိုင်ပြီးနေရာကွက်ပြီးမိုးသေးထန်နိုင်ပါတယ်။ ဒေသလိုက်မွေရသုံးမှုခန့်မှန်ချက်တွေအနေနဲ့ကတော့ကရင်ပဲခူးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းရခိုင်တို့မှာမိုးတင်းတင်းရွာနိုင်ပြီးကရင်နီနေပြည်တော်ချင်းနဲ့ကချင်ပြည်မြောက်ပိုင်းတို့မှာမိုးနှင်းငယ်ရွာနိုင်တာကိုမိုးလေဝသခန့်မှန်ချက်မော်ဒယ်တွေမှာတွေ့ရပါတယ်ရှင်။ဒေသလိုက်အထူးခန့်မှန်ချက်တွေအနေနဲ့ကတော့အေရဝတီတိုင်းတွင်းကပိုကလေးမော်လမြိုင်ကျွန်းလက်ပုတ်တာငပုတော်မြောင်းမြဝါခဲမှာ ကျုံမငေးကံဘက်ပြင်းစလူးစားတဲ့ဒေသတွေမှာမူးများနိုင်ပြီးနေရာကွက်မူသေးထဏာတွေဖြစ်နိုင်တာကြောင့်ပတိပြုနေထိုင်ကြဖို့အကြံပြုလိုပါတယ်ရှင်။ဒါအပြင်တထုံမိုလမြိုင်ပေါင်ကျုံတို့ဖအံလိုက်ပွဲမတော့ရွှေချင်းတိတ်စရဲစရဲမြို့နယ်တွေမှာမိုးနှင်းငယ်ကနေမိုးတင်းတင်းရွာနိုင်ပြီးနေရာကွက်မိုးသေးထိုင်နိုင်ပါရဲ့ရှင်။မြို့အကျုံပေါ်မိုးတမန်ခွေမိုးတနင်္သာရီကံယူရန်တခြားနယ်ကံလွတ်ပင်လေပြင်းတို့မှာတော့တနအီကိုမိုင်30ကနေ35မိုင်အထိလေပြင်းတွေတိုက်ခတ်နိုင်ပြီး လိုင်းအမြင့်၉ဘေကနေ၁၇ဘေခန့်ရှိနိုင်တာကြောင့်ကန်ဒီကံဝေးပင်လယ်ပြင်ကဖန်လောက်သားတွေအနေနဲ့အနေရရှိနိုင်တာကြောင့်ပင်လယ်ပြင်တွင်းမထွက်ကြဖို့တတိပီလိုပါတယ်။ဒါ့အပြင်ရခိုင်ကံယူရန်တခြားနယ်ကံလုပင်လယ်ပြင်တို့မှာလည်းတနအီ25ဘိုင်ကနေမိုင်30အထိလေပြင်းနဲ့တိုက်ခတ်နိုင်ပြီးလိုင်းအမြင့်ဟာ9ဘေကနေ9ဘေခန့်ရှိနိုင်တာကြောင့်ပင်လယ်ပြင်တွင်းသွားလာဖို့မသင့်ဘူးလို့တိုက်တွန်းလိုက်ရပါတယ်ရှင်။ မူလဝတ္တာပြည့်စင်တွေဟာအချိန်နဲ့မျှပြောင်းလဲနေတာကြောင့်ကျမတို့ CG platform ရဲ့နောက်ဆုံးရမူလဝတ္တာခံမှန်ချက်တွေကိုဆက်လက်စောင့်ကြည့်ပြီးမြေတားရိုက်ခံလိုပါရရှင်။